အဲ့တော့ဒါရွှေရင်ကားလေးရောဖတ်နေတာခွေပေါ့ရွှေရင်ကားလားအပြီးမှာပေါ့ဒါပေမဲ့တချို့ကျတော့လည်းအဲ့လိုမီဒီယာမဟုတ်ဘူး ဒါပေမဲ့ဘယ်လိုပြောမလဲကိုကကို page ထောင်ပြီးတော့ကိုရေးချင်တာကြီးကိုပြောချင်တာကြီးရှောက်ပြောနေတဲ့ page တွေလည်းရှိရပါတော့ဟိုဘယ်လိုရောထိုင်မသိနဲ့မြင်တိုင်းမင်္ဂလာဆောင်သွားလို့ထင်ထင်ကြရမျိုးလေးတွေလည်းရှိရပါတော့เนาะမြန်မာဝတ်ဆောင်ခဲ့တဲ့ဝဲထွက်မယ် wedding gown ဒီနေ့တခါထွက်မယ်အဲအဲဒီမှာစဉ်းစားပြီးတော့လေစဉ်းစားပြီးပြောရမယ် ီနေ့ကတော့သူတို့ဒါအတူတူလူရှင်ကားကြီးပေါ့နော်ဒါစက်စက်စကားကတော့ဝယ်လို့ဖြစ်ပါတယ်အဲဒီကားမှာတော့သူတို့ကဒီရမုံဆိုတဲ့မိန်းကလေးနေရာနေပြီးတော့တိုးဆောင်မှာဖြစ်ပါတယ်အဲဒီကားလေးကလည်းဟိုတကယ်ရိုးရဲပေါ့နော်အပြင်မှာလည်းတကယ်ဖြစ်ခဲ့တဲ့ story လေးတစ်ခုဆိုတော့ပေါ့ဗျာဒီကားလေးကိုတော့သူတို့ကအကောင်းဆုံးတက်နိုင်ဆုံးပြင်ဆင်ပြီးတော့ပေးပေးတာဖြစ်တယ်အဓိကကတော့သူတို့ဒီ character တစ်ခုဆိုလို့ရှိရင်ဟို ိတ်ပိုင်းဆိုင်ရာရောအကုန်လုံးပေါ့နော်ပြင်ဆင်မှုလိုအပ်တယ်ပြီးတော့ဒီဒီ garden နဲ့ light ဖတ်တဲ့အဝတ်အစားပိုင်းဆိုင်ရာလေးတွေကအစားပေါ့နော်ဒီပြီးလို့အဲဒီစကလုံးလေးတွေကအစားကြိုးပြီးတော့ပေါ့နော်ထွက်ထားတယ်ဒီချာလေးတော့ကြိုးပြီးတော့ပြင်ဆင်ထားပါတယ် အာဒီမူလနဲ့ပတ်သက်ပြီးတော့ကတော့ဆိုလို့ဒီကားကြီးရိုက်မယ်ပြီးတော့ကျွန်တော်လေးပေါ့နော်ကျွန်တော်လေးလေးအပေါ်တက်နေတယ်ရှိပါရှာအာဒါတော့ဘယ်လိုပြောမလဲတချို့တွေကလည်းဒါချစ်တဲ့စိတ်နဲ့ဟိုဘလူးလေးပဲဖြစ်ဖြစ်ချစ်တာမျိုးလည်းရှိတယ်တချို့ကကြာလည်းအကြံပြုတာမျိုးလေးလည်းရှိတယ် ဆိုပြီးအနေနဲ့ကတော့လက်ခံပါတယ်။ဒါပဲဖြစ်ဖြစ်ဟုတ်ကဲ့။အဲဒီလိုပြောမလဲဆိုပြီးတော့ဒီဇဝင်ကန်းနေမှာဆိုလို့ရှိရင်ကာရက်တာနဲ့လိုက်ခတ်တဲ့အဝတ်အစားအပြည့်အစုံလေးတွေကိုတော့ဒါဆိုပြီးတော့အနေနဲ့ပြောင်းလဲရတာမျိုးလေးတွေရှိတယ်။အဲဒါပေမဲ့တခြားအပြင်အမျိုးအနေကတော့ဆိုပြီးနေတတ်တယ်လို့ဆိုပြီးအာဒီပြောမလဲနေတတ်တယ်လို့ပုံစံမျိုးပဲမျိုးဖြစ်ပါတယ်ဟုတ်။အဲ့ဒါချင်းလေးကတော့ဒါမထင်မထားပဲနဲ့ပေါ့နော်ပြိတ္တကလက်ခံသွားတယ်ပေါ့နော် ဆိုတော့အဲတချို့ပွဲတွေမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့ဒီကချင်းကိုအဆိုဖို့အတွက် request လုပ်တာမျိုးလေးတွေရှိရင်ဆိုလို့ရှိရင်တော့ဆိုပြီးကဆိုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်ဟုတ်ကဲ့အဲကြာပြီပေါ့ကြာပြီလို့ဆိုတော့ the messenger ကတနည်းတနည်းကြော်လာရှိမှာပေါ့နော်တနည်းကြော်လာတော့ကြာပြီပေါ့အဲ့တချင်းလေးအဲဆိုဖြစ်တာတနည်းကြော်လာတော့ကြာပြီပေါ့ဟုတ်အော်ဝမ်းတာပါတယ်ဟိုတကယ်ဝမ်းတာပါတယ်ဘာလို့ပြောအော်ဒါက ့အအဆူမူရင်းအဆူရှင်တွေအကုန်လုံးလည်းလေးလေးလေးစားတယ်ချစ်လက်ချစ်ခင်တယ်ဆိုတော့ဒီလက်ချင်းလေးကတော့ဒါမထင်မှတ်ခဲနဲ့ပေါ့နော်ဟိုပြိသက်တွေခက်မှန်းရင်းနဲ့ပေါ့နော်ခက်မှန်းရင်းနဲ့မထင်မှတ်ခဲနဲ့ဒါပြိသက်တွေကလက်ခံပါရဲဆိုတော့အဲ့တော့ဝမ်းသာပါတယ်အဲရှိုးဝဲတွေမှာလည်းအဲ့လိုမျိုးပေါ့နော်တောင်းဆိုတဲ့အခါမျိုးမှာနောက်ဆုံးပြတချင်းအေးများတယ်အမြူလည်းနေတယ်လीအမြူလည်းနေတယ်ဆိုတော့အဲ့လိုမျိုးအဲတောင်းဆိုတဲ့အခါမျိုးမှာဆိုပြီးအမျိုးလေးရေဆိုပြီးဖြစ်ပါလေရှင့်။ဆိုပြီးတချင်းနမယ်မေ့နေလို့ပေါ့လေအချင်းလေးများအပြုံးလေးများဆိုချင် 啊哈，大伯家。深夜那个，深夜那个。啊，啊，啊，深夜那个，他千里啊了，哦，随便说他啊里啊了，假吧呗。အဲဒါမဲ့အခုဒါတက်တော့ပေါ်မှာတစ်ခါပြန်ပြီးတော့တွေ့ရတွေ့ရတယ်ပေါ့နော်တွေ့ရအဲလေးလည်းသူပြည်လည်းတွေ့ပါတယ်ဟုတ်ဩဟိုဘာပြောဟိုကိုစိုးထားရတော့ကြာပြီ အဲဒါပေမဲ့ဒီသင်းလေးကိုအဲ့လိုမျိုးပေါ့နော်ချိုးကြလဲအဲ့လိုပြန်ပြန်တင်တာမျိုးလေးတွေလည်းတွေ့တယ်ပေါ့နော်တွေ့တဲ့အခါကျတော့ဝမ်းသာရပါတယ်အဲ့ဒီသင်းလေးနဲ့ဟိုတက်တော်လေးဆော့တာမျိုးလေးတွေလည်းတွေ့ဖြစ်ပါတယ်ဟုတ်ဟုတ်တတိထားမိပါတယ်ဟိုတက်တော်ဒီပုံမှာလဲအဲဒါချောက်ပေါ့နော်ဟိုဆိုရဲအဆူရှင်ကိုလည်းမြင်တော့လေမြင်တော့တတိထားမိပါတယ်ရှင့်ဟုတ်ကဲ့အရှင်ဘွားတော်တော့ကအဆူထားတဲ့သင်းလေးသင်းလေးဆိုတော့ ဲ့တခြင်းလေးကိုဒါထပ်ပြီးတော့ဆိုရင် association လည်းရှိရဲ့ဒါတော့ဘာပဲပြောအဆိုရှင်နေဆိုဒီတခြင်းဆိုပြီးတော့လည်းပိုင်တာမဟုတ်ဘူးလေနော်ဒီလိုပဲထပ်ထပ်ထပ်ပြီးတော့ဆိုမဲ့စီလိုလည်းအများရှိရဲ့ဆိုပေမဲ့အဲ့ဒီနေရာမှာဆိုခဲ့တဲ့သူတက်ဦးပေါ့ဆိုပေမဲ့အရင်မှမူရင်းဆိုရှင်လည်းရှိရဲ့အဲ့ဒီခြင်းလေးကို အာဒါဘာလို့ပြောဟိုနောက်ထပ် social media လည်းထပ်ပြီးတော့ဖန်တီးတဲ့အခါမှာကောင်းပါတယ်။နောက်ပြီးတော့ဒီကိုကိုဆိုကဲဘူးကဲဘူးတယ်ဆိုတာလေးကိုလည်းအဲဒါ TikTok ပေါ်မှာပေါ်ဖြစ်ဖြစ် line တွေပေါ်မှာပြန်တွေ့ရတာလည်းဒါဝမ်းသာပါတယ်။အဲ့တော့ဒါရွှေရည်တကားလေးရောဖတ်နေတာ။ကိုမေဘော။ရွှေရည်တကားလား။အပြီးမှာပေါ့။ အော်အဲ့ဒါကအခုဒီဆိုပြတော့ရိုက်မဲ့ဒီအကယ်၍ဆိုရဲရုပ်ရှင်ကားကြီးပေါ့နော်ရုပ်ရှင်ကားကြီးတဲမှာ တုံးမဲ့ဇဝင်ပြန်ပုံဇဝင်ပြန်ပုံဆိုပြီးတော့ဒီကားမရိုက်ခင်မှာကြိုပြီးတော့ချက်ရတာပေါ့နော်ကြိုပြီးတော့ဟိုဒီဟာဓပုံအနေနဲ့အသုံးပြုဇဝင်ကမ်းမှာအသုံးပြုဖို့လေးရှိတယ်ရှိရဆိုတော့အဲ့အတွက်ကိုဒါဒရိုက်တာကြိုပြီးတော့ရိုက်ရတယ်ဟာကြိုပြီးတော့ရိုက်ခိုင်းတာပေါ့အဲ့ဒါလေးရိုက်တာပါဒါမဲ့လည်းလိုပဲရှောက်ပြီးရောရေးတာပေါ့အော်ဒီအနုပညာရှင်ဆိုတဲ့အခါကျတော့ဒီ page တွေပေါ့နော်ဒါဒါအကိုတို့အမတို့ဆိုရင်ဒါဟိုဘယ်လိုပြောမလဲတကယ် real asset man media လေဒါမဲ့တချို့ကျတော့ လည်းအဲ့လိုမီဒီယာမဟုတ်ဘူးဒါပေမဲ့ဟိုဘယ်လိုပြောမလဲကိုယ့်ကိုယ် page ထောင်ပြီးတော့ကိုယ်ရေးချင်တာကိုပြောချင်တာရှောက်ပြောနေတဲ့ page တွေရှိတာပေါ့ဆိုတော့ဘယ်လိုပြောမလဲခါခါကြတာလည်းအနုပညာရှင်တွေဂျာမအနုပညာရှင်တွေအနေနဲ့အခက်အခဲဖြစ်ရတာမျိုးလေးတွေရောလည်းရှိတာပေါ့ဟုတ်အော်ဒီခံမသိလို့ခံဝင်လို့ဆိုတော့တောက်လျှောက်ဝေးရတောက်လျှောက်အမြဲဝေးရတယ်ဆိုပြည့်ဆိုရင်ဒီဘယ်လိုပြောမလဲလင်္ကာဆောင်တဲ့ຢာပြီဆိုရင်ထိုင်မသိနေအများကြီးဝေးရတယ် အများကြီးပွက်တိုင်းလဲဆိုပြီးပြင်ပါတယ်ဘာလို့ဆိုဆိုပြီးတော့ဒါကြော်ညာဖြစ်တဲ့ကြောင့်မို့လို့အာကိုကိုအာကြော်ညာတဲ့ဒါဘယ်လိုပြောမလဲဒီ client ရဲ့အတွက်ကိုဒါကြော်ညာ post တင်ပေးရမျိုးရှိတယ်ဆိုပြီးလဲအများကြီးတင်ပါတယ်အဲ့လိုမျိုးလေးဒါပေမဲ့တချို့ကြာလဲဟိုဘယ်လိုပြောထိုင်မသိမ်းတဲ့မြင်တိုင်းမင်္ဂလာဆောင်သွားပြီလို့ထင်ထင်ကြရမျိုးလေးလည်းရှိရပါတော့เนาะဒါမြန်မာဝတ်ဆောင်ကတော့ဝတ်ပူဝေးရမှာပေါ့เนาะဆိုပြီးတော့ဒီမြန်မာလူမျိုးဖြစ်တဲ့ကြောင့်မို့လို့မြန်မာဝတ်ဆောင်ကတော့ဝတ်ပူဝေးရမှာပေါ့ ဒါဆိုဒီမှာဝှဆုံးနဲ့တစ်ခါဆောင်းမယ်။မင်းနဲ့တစ်ခါဆောင်းဘူးလေ။မင်းနဲ့မင်းနဲ့မေကောကမင်္ဂလာဆောင်းနေဘလို့မျိုးဝင်မှာလဲ။ကိုစီကအဲ့လိုထပ်ပွဲလေးပါလေ။ညီမဝှဆုံးတဲ့ညီဝဲထပ်မယ်။ဝဲရင်ကောင်း။မင်းနဲ့တစ်ခါထပ်မယ်။အဲအဲ့ဒါစဉ်းစားပြီးတော့လေစဉ်းစားပြီးလုပ်ရမယ်။